အရုပ်ဆရာတော်ကြီးရဲ့ဒါတွေ့ကြုံတွေ့တဲ့ကပေါ့နော်ဒါလူဝင်စားရည်နဲ့ပတ်သက်တဲ့အကြောင်းအရာရဲ့အဲပြီးတော့ဒါနောက်ထပ်ဒါမုပြရှင်ညာနာရဲ့ဒီလူဝင်စားပေါ့နော်ဒါကတော့ဒါရှင်ညာနာကတော့ဒါလူဝင်စားကိုလက်မခံတဲ့အကြောင်းရင်းပေါ့နော်အဲ့ဒီကြားတဲ့စကားကိုသူစိတ်ထဲမှာထိတ်ခက်နေဖြစ်သွားပြီးတော့သူ့ရဲ့ဘဝဇလန်းတွေဟာပြန်ပြီးတော့မှတ်ရလာဇာတိတ်တရညာလို့ခေါ်တယ်အဘိညာဉ်ရလို့သိတာကတစ်မျိုးဇာတိတ်တရညာရလို့သိတာတစ်မျိုး ဘဝကိုမှတ်မိတဲ့အသိဉာဏ်တစ်ခုကပေါ်လာတတ်တယ်ပေါ့ဘဝကိုပြန်ပြီးတော့မှတ်မိတတ်တယ်ဘုန်းကြီးတို့ကျောင်းမှာဥစဉ်တစ်ပါးအခုခဏိထိရှိတယ်ပေါ့အဲ့ဒီဥစဉ်မှာခေါင်းမှာအနေရွတ်တွေတွေ့တွေ့တော့ဘုန်းကြီးကမေးတယ်မင်းခေါင်းကအနေရွတ်တွေကဘယ်သူကရိုက်သွားတာလို့ဆိုမွေးရပါပါတဲ့ ဟာဘယ်လိုလုပ်တာတော့ဘယ်လိုမွေးရပါတာတော့လို့ဆိုဟိုဘွားတော့ကသူကတန်ဃာဖြစ်ခဲ့တယ်တန်ဃာတဲမှာနေတာညကြတော့ဓမြလာတိုက်ပြီးသူ့ခေါင်းရိုက်ပြီးတတ်သွားတာအဲ့ဒီအနယွတ်တွေကဒီဘွားထီအောင်လာနေဒါသူမှတ်မိပြောနော်ကိုရင်တပါးကတော့သူကသုံးဘွားမှတ်မိတယ်တဲ့သူလူဘွားတော့ကလည်းငှက်ကလေးတွေကိုလိုက်တတ်တယ်မုတ်ဆိုးဖြစ်တယ်တည်တဲ့ခါကျသူငယ်ရဲရောက်သွားတယ် ဘဲရောက်တဲ့အခါကျတော့ခွေးနဲ့ကြီးတွေကလိုက်တော့လက်ပတ်မြေပေါ်တက်ပြေးတော့လက်ပတ်စုကြီးတွေကသူ့စုတာတဲ့။ဟောအဲ့ဒါတွေကိုသူပြောပြ။နောက်ဆုံးအဲ့ဒီငရဲဘွားလွတ်တဲ့အခါကျတော့အခုလူလာဖြစ်ပြီးတော့ကိုရင်ဝတ်နေတယ်။အဲ့ဒါလို့မှတ်မိတဲ့ပုံစံတွေလည်းရှိတာပဲ။တန်တရာထဲမှာမှတ်မိတဲ့ပုံစံတွေရှိတယ်။အဲ့ဒါလို့ဇာတိတရဉာဏ်ရတယ်သူက။ အေးဝတ်မကကြီးစန်းအောစရာကောင်းတာအမတ်ကတော်ကြီးလာဖြစ်တယ်ဆိုတဲ့သတင်းကိုကြားလိုက်တဲ့အခါကျတော့သူ့ဘဝတွေဟာသူတန်းစီပြီးတော့ပေါ်လာတန်းစီပြီးတော့ပေါ်လာတော့သူတန်ဝေကဖြစ်ဖြစ်တော့အမတ်ကြီးကိုသွားပြီးတော့ခွင့်တောင်းပြီးတော့ဘိက္ခုနီမလောက်တဲ့ပေါ်အဲ့ဒီဘိက္ခုနီမဘဝမှာတရားကျင့်တရားကျင့်တော့တိတ်တမဟာဝိဟာရလို့ဆိုတဲ့ចောင်းတိုက်မှာ မဟာသရိပ္ပဏ္ဍကိုဟောတယ်ဓမ္မဂတိကဆရာတော်ကမဟာသရိပ္ပဏ္ဍကိုသူနာရင်မဟာသရိပ္ပဏ္ဍကိုလာတဲ့အတိုင်းနှလုံးသွင်းဆင်ခြင်ပြီးတော့သောတာပန်ဖြစ်သွားတယ်အဲဒီကနေပြီးနောက်ပြီးတော့ကျွန်မလည်းပဲနှစ်ပေါင်းကြာရှိအောင်စစ်ပွဲကြီးဖြစ်တယ်စစ်ပွဲရပါတော့ဆိုပြီးဟိုတွေနဲ့ ဓမိလဆိုတဲ့ခြေကလားတဲ့ခုခေတ်ဆိုဓမိလဆိုတာတမီပေါ့နော်တမီနဲ့တီဟိုရင်နဲ့တိုက်ပွဲအမတားမှရှေ့ကြခဲ့တယ်ဒုဋ္ဌဂာမဏိမင်းတို့အခုမြန်မောက်ခဲ့မှလည်းပဲအတော်ရှေ့ကြဘုန်းကြီးတို့တီဟိုကျောင်းရောက်သွားတာ1980ခုနှစ်ခုနှစ်ရောက်သွား1988ခုနှစ်ရောက်တော့1982နှစ်ကစပြီးတော့တီဟိုနဲ့ တမီလူမျိုးတွေပฏิပက္ခဖြစ်ဘုန်းကြီးတို့ရောက်သွားတဲ့အချိန်ဟာအဆိုးဆုံးအချိန်ဖြစ်တယ်နေ့စဉ်နဲ့များဘုံခွဲတာရောနော် တိုက်ပွဲတွေရောလူတတ်တာတွေရောအဘဓမ္မဆိုးွားတဲ့အချိန်ပိုင်းအဲ့ဒီရောက်သွားတယ်အားလုံးသတင်းစာဖတ်တဲ့ပုဂ္ဂိုလ်တွေတွေ့ကြလိမ့်မယ်မကြခင်ကမှတီဟိုကဒီတမီနဲ့တီဟိုစစ်ပွဲဟာဆုံးသက်သွားတာနှစ်ပေါင်းအစိတ်လောက်ထိအောင်တိုက်ပွဲတွေကြီးကြပ်ဖြစ်ခဲ့တာ ြည်တွင်းစစ်ပေါ့နော်အဲ့ဒါလို့ဖြစ်ခဲ့တာအခုတော့ငင်းငိုင်းရေးရသွားပြီလို့ပြောမယ်သို့တော့ငင်းငိုင်းရေးရသွားတာတစ်ဖက်ကရှုံးလို့ငင်းငိုင်းရေးရတာထာဝရငင်းငိုင်းရေးတော့မဟုတ်နိုင်သေးဘူးနော်အားရှိလိုက်ရင်ပြန်ထအောင်ပါပဲအဲ့တော့အဲ့ဒီမှာပါဠိစာပေမှာဓမိလလို့ခေါ်တယ်။အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ပြည်နယ်ကြီးတစ်ခုကတမိန်နာဒူးလို့ခေါ်တယ် ဓမိနာဒုပြည်နယ်ကလူမျိုးတွေကိုဓမိလာလို့ခေါ်တယ်ရှေ့တုန်းကစောလတိုင်းလို့လည်းရေးတယ်သူတို့အတန်တွဲနဲ့ကြတော့ကျောလပေါ့စောလတိုင်းအဲ့ဒီဓမိလာလူမျိုးတွေစစ်ပွဲကြီးပြီးဆုံးတဲ့အခါမှာအဲ့ဒီဘိက္ခုနီမလေးဟာသူ့ဇာတိဖြစ်တဲ့ဘောကန္တရွာကိုပြန်ပြီးတော့နေထိုင်တာအဲ့ဒီမှာနေရင်းနဲ့ ကံလမဟာဝိဟာရလို့ခေါ်တဲ့ចောင်းတဲ့ကြီးမှာတရားသွားနာအဲ့ဒီចောင်းတဲ့ကြီးမှာဗာတရားသူ နာလဲရတော့ဆိုတော့အာတိဝီသောပမတုတ်တံဆိုတော့သူနာလဲရဝေကြီးလေးកောင်နဲ့ဥပမာပေးပြီးတော့ဟောတဲ့တော့ဘုန်းကြီးတို့ဟောထားတဲ့ခိုဘက်ကန်းကငိမ့်ချမ်းတယ်ဆိုတဲ့အာတိဝီသောပမတုတ်ပဲအဲ့ဒီအာတိဝီသောပမတုတ်ဆိုတာဝိပဿနာကျင့်စဉ်တစ်ခု ုက္ခလက္ခဏာရှုထောင်ကနေပြီးတော့ဝိပဿနာချင်းစဉ်တစ်ခုမြတ်စွာဘုရားဟောကြားထားတဲ့တုတ်တန်တစ်ခုဖြစ်တယ်ပေါ့အဲ့ဒီတုတ်တန်ကိုနာရင်ကနေပြီးတော့သူဟာယ ahanan ဖြစ်သွားတယ်ဆိုတော့ဝမလေးဘဝဟာ၁၂ဘဝပြန်ပြီးတော့တဘဝပြီးတဘဝတဘဝပြီးတဘဝစာထဲမှာတော့၃၃ဘဝလို့ဆိုတယ်တဘဝကတွက်လို့မရဘူးဖြစ်တယ်အဲ့တော့၁၂ဘဝပဲတွေ့ရတယ် ဒီဇလန်ကတော့ဒါလူတိုင်းကြောက်ကြတဲ့ဇလန်တစ်ခုပဲပေါ့နော်။ဒီပြမပြမတဝင်းဝင်းဒီဝါဆချင်းမှာတရှုပ်ရှုပ်ပေါ့နော်။အဲ့လိုမျိုးဒါစကပုံလည်းရှိတယ်။ကလလန်ဟောဒီအဘူဒန်နောက်ကျတော့မြုပ်ဥတုဖြစ်လာတယ်။အဘူဒန်ဇိုင်းတေးပေတိဆိုနောက်ကျတော့ဘာတိကလေးဘာဇိုင်းဖြစ်လာတယ်။ဘေဒိဘေဒိနေဘတတိကနောဆိုနောက်ကျတော့သူကအဆိုင်ခဲကြီးဖြစ်လာပြီးတော့အဲ့ဒီကနေပြီးမှခေါင်းတို့လက်တို့ချီ အနောက်ကြတော့ဘာဖြစ်လဲသမင်းစားတယ်ရေတောက်တယ်လေးရှူတယ်ပေါ့နော်အဲ့ဒါဒီပေါ်မှာမိပြီးတော့လွယ်သွားလာတာပဲလူတို့ဘုရားမြင်ပြတာတော့ဘုရားမြင်ပြတာတည်းမှာနောက်ဘဝပါရလာတယ်ပါဘူးဗျာအရှင်ဘုရားလူဖြစ်လာခြင်းရဲ့အကြောင်းပြောသမှာဘုရားကပြောတယ်ခင်ဗျာအဲလူဖြစ်လာတာမှာအချက်၃ချက်ရှိတယ်တမီးအားကြတော့ပေါ့ဗျာ ဘာဒီတုံးဖျားလို့ပြောတဲ့အခါကျတော့အဲသူပြောတယ်ဗျာအဲသူပြောတာဘာပြောလဲဆိုတော့ဥဒုနီလို့ပြောရတယ်အမေရဲ့မျိုးရတယ်ခဲ့ထောက်လာတာဖျက်မယ်ပေါ့ရှိတာဖျက်မယ်ပေါ့အမေမမျိုးရှိရမယ်ပေါ့ကန္တာဘောဆိုတော့အဖေမှာစပန်းလည်းရှိရမယ်ပေါ့တန်ဝါတော်ဆိုတော့ အဲ့ဒီကုရောသတာလည်းဖြစ်ရမယ်။သူကပြောမဲ့စတော့အခုခေတ်မှာပေါ်တဲ့တိတ်ပါနေရင်လည်းမကိုင်းညီဘူးလား။ပြောမဲ့စတော့ဥဒုနီလို့ဆိုတဲ့ဥပါမရှိရင်လည်းဘယ်နည်းမှမရှိဘူး။ကတဘောလို့ဆိုတဲ့စပန်းမရှိရင်လည်းဘယ်လောက်ဥပါနေဆင်းနေတယ်ဖြစ်နိုင်။ကတဘောလို့ဆိုတဲ့စပန်းနေဘယ်လောက်များနေလဲဥပါမလာရင်ဖြစ်နိုင်။ ဘလောက်အိုပါနေလဲဘောတည်တည်ရှိစပန်းနေလဲဘောတည်တည်ရှိပါလေမပေါင်းရင်ဟောဖြစ်နေအဲအဲ့ဒီသုံးချက်ပဲဘုသူကြီးရဲ့ဂန္ဓာဘောရဲ့အာမတော်ရဲ့လို့နေစီမှာနေကြတယ်ပါအင်းဒါပြောမစရင်တော့အဲအတ္တိတကံမောလို့တကယ်ပါမပါဘူးเนาะအတိတ်ကံလည်းပါတာပေါ့မပြောဘူးเนาะအဲ့တော့အဲ့လိုလည်းမပြောပါပဲနဲ့ဟော တူတူအတိတ်ကလာခဲ့တာအတိတ်ကလာခဲ့တာ ਨੇ မြင်ပြတာဟာဘုရားမြင်ပြတာ ਨੇ တူပါ့မလားဗျာဘောမဟုတ်ဘူးရတော့ဘုရားမြင်ပြတာမဟုတ်ဘူးအဲ့လိုဆိုတော့တူတူကပြောမှစင်တော့ဘုရားမြင်ပြတာကိုမြင်တာမတွေ့ပါဘူးဘုရားပြီးတော့မှဆိုလဲဒါမြန်မာပြည်ရဲ့ဒါနာမည်ကြီးဆုံးပုံတော့ နာမည်ကြီးဆုံးဒါစာတက်ဆုံးလို့ဒါပြောစမှတ်ပြုလို့ရတဲ့ဒါပါချုပ်စရာတော့အဲနောက်မှဆိုလဲဒါရှင်ညာနာဟောရာဒီကလည်းဒါတစ်ဖက်နဲ့တစ်ဖက်ကစန့်ကျင်နေတယ်စန့်ကျင်နေတယ်ဆိုပေမဲ့လည်းပေါ့နော်ဒီဗီဒီယိုနှစ်ခုလုံးမှာပါတဲ့ဒီပုံကိုနှစ်ပါးလုံးက ီသူတို့ပြောသမျှအကြောင်းအရာတွေကဗုဒ္ဓဘာသာရဲ့အကြောင်းအရာတွေပဲအရှင်အရှင်ညာနာလည်းဒါစာပေတွေထဲကနေပဲပြောနေတာဖြစ်တယ်ဒါမျိုးလည်းဆန့်ကျင်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒါကျွန်တော်တွေးမိတာတခုတော့ရှိတယ်ဖြစ်နိုင်ချေကတော့တော်လေးနေတယ်ဖြစ်မယ်လို့လည်းမထင်ဘူးအဲ့ဒါကဘာလဲဆိုတော့ဒီထေရဝါဒကတကယ်ပညာရှိဆရာတော်တွေနဲ့ခုဒါမိုးပြအရှင်ညာနာတို့ပေါ့နော်တွေးဆုံဆွေးနွေးတာမျိုးအဲ့လိုအကြောင်းအရာတွေကိုဒါကျွန်တော်တို့ဒါလူတကာတကာမတွေကနေကြီးစုခွင့်ရလွန်ပေါ့နော်တော်တော်ကြီးကိုကောင်းလိမ့်မယ်လို့ထင်တယ် တရားမြင်ပြတာတည်းလုံးပို့ပြီးတော့တို့တို့ကမယူချင်ပါနဲ့ကျုပ်တို့ကိုဥဒုနီရှိလို့ကန္တာဘရှိလို့တံဝါဒရှိလို့တံဝါဒဆိုနှစ်ဦးနှစ်ခုရောစပ်ရောစပ်ကြလို့ပေါ့တော့အဲ့ဒါနဲ့ကျုပ်တို့ဖြစ်လာတယ်လို့ပဲအဲ့လိုဖြစ်တဲ့အတွက်ကျုပ်တို့ကဘုသူဂျေဆုရှင်ကိုပြောတော့မလဲဟုတ်တော့ကျုပ်တို့ဖြစ်အောင်လုပ်ပေးတဲ့ဖျားရှိတယ်ဆိုရင်ဖျားကျုပ်တို့ဂျေဆုရှင်ဖြစ်မှာ ဘုရားကကျုပ်တို့လှုပ်ပေးတယ်ဆိုရင်ဘုရားကကျေစုရှင်ဖြစ်တဲ့အတွက်သူ့ရှေ့မှာဒူးထောက်ပြီးတော့ဥညွှတ်ရတယ်။ခရိယာနေဘလို့ညွှတ်နေကြတာပဲမဟုတ်လား။သူတို့ဘုရားသခင်ကဖန်ပြတာလို့သူတို့မှတ်ယူတာဆိုတော့တနေ့ကနေနေ့တိုင်းဘုရားကြောင်းသွားဒူးထောက်ဥညွှတ်ပြီးခလာ။ဘုရားအကြိုက်ကိုလိုက်နာပြီးနေထိုင်ပါမယ်လို့ဆိုတာမျိုးပေါ့ဗျာ။တကယ်လို့ပြန်လွန်ကျူးပြီးထားခဲ့လို့ဘုရားမကြိုက်တာလှုပ်ထားပြီးလဲဆိုရင်အဲ့ထက်ကဘုန်းကြီးကြီးစီသွားပြီးခလာအဘဖြစ်ရ။ ပြီးတော့ဘယ်ဟာတော့ဖြစ်ဖြစ်မရှိတာလုပ်နေပါတယ်ပေါ့အဲအဲ့လိုမျိုးလို့လုပ်တဲ့အခါကျမှဒါခွင့်လို့ပေးပါအဲဘုရားနေပြီးတော့ဒါခွင့်လို့တယ်ဆိုတော့ဘုရားလည်းပြန်ပြောပြရတာပေါ့နော်နောက်မလုပ်နဲ့ပေါ့ဘလို့ဆိုအဲ့ဒါဘုရားသူ့ဖန်ဆင်းထားတာလို့ထင်လို့သူ့ရဲ့တကယ်စစ်မြေဘူးလားဘုရားလို့ထင်လို့အဲ့လိုဆိုတော့ဘုရားကြီးကိုတောင်းပါလားဟုတ်တော့တို့တို့ကတော့ သိမြင်မူလားကိုဘကကံလို့ထင်တယ်ဘုရားဘာသာအရကိုဘကကံလို့ထင်တော့ကိုဘကကံကဒီလူကိုဖန်ဆင်းလိုက်ပြီလို့ဆိုရင်တော့ကြဒီဘကကံကဟိုလူကိုဖန်ဆင်းလိုက်ဦးမယ်အဲ့တော့ဟိုလူဖြစ်တဲ့အချိန်မှာဒီဘကကံကဆိုးနေတော့ကြမကောင်းတရားဦးဖြစ်နေတော့ပဲအဲ့တော့ကျွတော့ကံတွေကိုပြင်ရမယ်ဆိုတော့ကံတွေကိုကျွတော့နေပြင်ရတာပေါ့ဗျာအဲ့တော့ပြောဝင်ရင်ကျွတော့ ဟိုဘက်ဘွားပြုတ်လို့လိုက်တဲ့ကံကိုမြင်ပြီးတကလားကံအားကိုနေကံအားကိုတော့ဘာဒီအားကိုတော့အဲ့ဒီအားကိုတဲ့ကံတွေကအာကုတို့ကံတော့မလုပ်အောင်ပေါ့လေအမကာမကုတို့ကံလုပ်အောင်လို့ပြောတယ်ဒီထက်တိုးရင်လည်းယူပကုတို့ကံလုပ်အောင်အာယဘကုတို့ကံလောက်မယ်လို့ပြောတယ်။အဲ့ဒီလောက်မယ်လို့ပြောတဲ့ကံမျိုးရောမလောက်ဘူးလို့ပြောတဲ့ကံမျိုးရော ုရားဖះပွဲလာပြီပွဲလာတဲ့အခါကျတော့အကုန်ကျောင်းနဲ့ကန်လိုက်တာဘုရားဖះတော့အကုသိုလ်ကံလည်းပဲကျောင်းနဲ့ကန်လိုက်ကာမကုသိုလ်ကံလည်းကျောင်းနဲ့ကန်လိုက်ယူပါကုသိုလ်ကံလည်းကျောင်းနဲ့ကန်လိုက်အာယူပါကုသိုလ်ကံလည်းကျောင်းနဲ့ကန်လိုက်ကုသိုလ်ကံလည်းကန်ပြတာကျောင်းနဲ့ကန်ပြတယ်လို့ဆိုတာသူ့ရဲ့မက္ကအရိယတစ္ဆာဆိုတာ ဘာဒီကိုအပြစ်ကြည့်အပြစ်အရှင်ကြည့်တာလဲလို့ဆိုရင်ကံဒီကိုအပြစ်အရှင်ကြည့်တာ။ဒါဆိုကြောက်ဝင်ပုံညာပုံညာအနေသာဆိုတာ။အပုံညာအကုတုပုံညာအကုတုအနေသာယူပဘာယူပကုတုဟုတ်တော့။ကဲအဲ့ဒါတွေကဘာတွေလို့ဆိုတော့ဒါပဋိသတ်သုံးပါးတရားတွေဒုက္ခတရားတွေဒုက္ခခန္ဓာတ္တတမှုရောဟောဒီဆိုပြီးတော့ဒီကနေ့ဟာဒုက္ခတွေကွာ။ကဲတကြောင်းတကံပြလိုက်တာပေါ့လား။တံပြလိုက်ပြီ။ အဲ့တော့ဘုရားဘာသာလဲလုံနေတည်းရဲ့ဝိကာမကုသို့လောက်တာတွေကိုတားလောက်ကြဟလောက်ကြဟနဲ့ကိုယ်တိုက်တွန်းရင်လည်းတိုက်တွန်းဒါမှမဟုတ်သူများလောက်ပြီးပြီဆိုရင်လည်းတခါတည်းသာဓုတမ်းမြိုင်နေခေါ်ဟုတ်တော့ဒါမှမဟုတ်ကိုကိုယ်တိုင်လည်းပဲအဲ့ဒီကာမကုသို့တွေကိုထလုံလို့တုံနေကြတယ်ဗျတကယ်တော့ဘာဖြစ်လို့ကံလုံးလာသူတို့ကကာမဝါဒီတွေဆိုတော့ဟိုကလာတဲ့ကံကိုကံကြောင့်ကျွတ်တော့ဖြစ်နေတာလို့မြင်တာ ဒီလူကြီးကမမွေးငါပြုတ်လုခဲ့တဲ့ကံကြောင့်ဖြစ်နေတာလို့ပြောတော့ကံလုံးတာပေါ့အဲ့ဒီကံတွေကိုဘုရားဗျာမက္ခအရိယတစ္ဆာနဲ့ရှင်းနေကံပလိုက်ပြီဆိုတော့ဘုရားဗျာဘောလုကံထားတော့မေးရပါဘောဗျာဘုရားဗျာဘောလုကံထားတုံးလို့ဆိုရင်ကတော့음လူဖြစ်လာတာအဲ့ဒီကံတွေကြောင့်မှမဟုတ်ပဲလို့သူကနာပြောချက်ရပါတော့နော်ခုနပြောချက်ရလူဘယ်လိုလုပ်ဖြစ်လာတာတော့ဖြစ် ပထမကလလဟောဒီကလလဟောဒီအဘုဒ္ဓကလလဟာအစပဲလေလူရဲ့အစပဲပထမပဲပထမကလလဟောဒီပထမအစဆုံးကတော့ကလလကလလဟောဒီဖြစ်တယ်ကလလဖြစ်တယ်အဲ့ဒီကလလရဲ့ရှိမှမရှိဘူးဘယ်ကမှလာတာမှမရှိဘူးဘယ်ကလာတာရှိရဲ့အဲ့ဒီကလလမတိုင်ခင်ကဘုဘဘွားကဘောဘွားနဲ့ပြောပါဗျာတော့အကျွတ်တို့ဗျာဘုဘဘွားလာတယ်ဆိုတော့ လုံးလုံးမပြောလုံးလုံးမပြောတော့ကျွတ်တော့ကိုယ့်ကံကြောင့်ဖြစ်တယ်လို့မဟုတ်ဘူးမဟုတ်တဲ့အတွက်ကျွတ်တော့ကံနေကံအကောင်းတွေကိုကျွတ်တော့လုပ်ဖို့မလိုကံကောင်းတွေလုပ်ဖို့မလိုကျွတ်တော့မလုပ်ဘူးလေမနေ့ကရန်ကုန်ကလာတဲ့တခါတယောက်ကတော့ဘုန်းကြီးအဲ့လိုဆိုရင်လည်းဘာမှမလုပ်ဖဲနေကြတော့လီမလားဗျာတဲ့ပြောတော့အဲဘာမှမလုပ်ဖဲရတော့နေတိုင်းရဘူးဗျာလို့လူပဲဥစ္စာဟုတ် ခမရကဘာမှမလုပ်ဘဲနေကြတော့မလားလို့မြင်တာကတော့ခမရနေရတယ်မြင်တာဟုတ်လား तू ကတော့ကံယုံထားတဲ့သူပေါ့လားကံယုံထားတဲ့သူဆိုတော့အဲ့ဒီကံနေမလုပ်ရတော့ဘူးဆိုရင်လူတွေဘာမှမလုပ်ဘဲနေကြတာရှိတယ်လူမြင်မှာမဟုတ်လားဗျာကံယုံထားတာမဟုတ်တဲ့သူဖြစ်လာပြီဆိုတော့ဗျာကံယုံထားတာမဟုတ်ရင်ကဲကျွတ်လို့ဘာရှိဘူးလဲလို့ဆိုရင်ကံကြောင့်ကိုကလာတာဘောကကံလာတဲ့ကံကြောင့် ီမှာဖြစ်တာမဟုတ်ဘူးလို့ဆိုရင်ဒီမှာဖြစ်တာတည်းပဲ။အကျိုးရလဲဒါလုံးကြရတော့ဘောတော့ဒီမှာဖြစ်တာဘယ်လိုလဲလို့ဆိုတော့ပထမဆုံးကပထမံကလလံဟောတိလို့ဘုရားပြောပြီ။ပထမံကလလံဟောတိလို့ပြောပြီဆိုရင်ဒီကလလဖြစ်အောင်ကဘယ်သူလုပ်တာတော့လဲတော့အမေနဲ့အဖေတို့ရဲ့ပြေးရောလား။အမေဖေကဘာလဲလို့ဆို လူလောကတွေကသူဒီနေရာမှာတစ်ခုရှိတာကဒါရှင်ညာနာကကံုံပယ်တယ်လို့မျိုးပြောနေရပေါ့နော်။သေဝကံကိုယုံကြည်တဲ့သူလိုက်တာကံယုံကြည်တယ်လို့ဒီလိုသုံးလုံးမျိုးနေပေါ့နော်။ဒါရှင်ညာနာ ပြောနေတယ်။တကယ်ကတော့ဒါရှင်ညာနာပြောနေတဲ့ကံဆိုတာကဒါတိတ်ဝကံဝဲပြောတာ။အဲ့ဒါကြောင့်မို့လဲဒါကျွန်တော်တို့အားလုံးသိတဲ့ဒီမိုးပြဆိုတာကဒါပြစ္ဆုတ်ပံကံမဝါတာပြစ္ဆုတ်ပံကံအဲ့တော့ဒီဘွားထဲမှာရှိနေတဲ့ကံဝဲရှင်ညာနာယုံတယ်ဒီတိတ်ဝကံကိုမယုံဘူး။ဟုတ်ကဲ့ ော်လောကသားတွေကလောကအတွက်ပေါက်ပွားပြီလားတို့တို့အမေဖေကိုယ်တိုင်လည်းတို့အမေဖေရဲ့ပေါက်ပွားချက်ပဲမဟုတ်လားတို့တို့ကလည်းပဲတို့ရဲ့ပေါက်ပွားချက်ပေါ့တို့တို့ဖြစ်အောင်လောကလုပ်လိုက်တာဟောတို့ပြောတော့မနော်ပုဂ္ဂလမသုံးတတ်တော့ဘူးလို့ဆိုတော့ဒါတွေအလုံးကိုစုပေါင်းလိုက်တဲ့အခါလောကဟိုရတော့လောကကတို့တို့ကိုဖြစ်စီတာ ဘုရားအဲ့လိုမြင်ကြတာပေါ့လားဗျာဘုရားအဲ့လိုမြင်ကြတာကိုကျွန်တော်ဗုဒ္ဓဘာသာတွေအပူဆောင်းပြီးတော့ဘုရားကံကိုထည့်လိုက်တော့ခက်သွားတာဗျာနော်ကဲဟုတ်ပြီလောကကကျွတ်တို့ကိုဖြစ်စေလိုက်ပြီဖြစ်စေလိုက်ပြီလို့ဆိုတော့ကဲကျွတ်တို့မွေးလာပြီမွေးလာတော့တို့ကနေပြီးတော့မဆောင်းလျှောက်ခဲနဲ့ဖြစ်ထားရင်ကျွတ်တို့အခုလိုလူဖြစ်ပါဘူးဟောတို့ကနေပြီးတော့သမီးကြီးကျွေးနိုးလေးတိုက်ဟုတ်တော့ အချင်းကရက်ကလေးခတ်လို့ပေါ့နော်သူတို့စောင့်ရှောက်တာသူတို့ပြောမစင်တော့သူတို့ရဲ့ပြုစုမှုယူရမှုနဲ့အဲကျုပ်တို့ကဆလင်ကရှင်နေရောက်လာရောပြောကြတာနော်ဆလင်ကရှင်နေရောက်လာတဲ့အခါကျတော့ပြောမစင်တော့လူသူတွေကလည်းဘေးကနေပြီးတော့အဲတခါတည်းအဲတပီးနေကြွေးကြအဝတ်တွေပေးကြတယ်ဆိုတော့ကျုပ်တို့တွေလည်းပဲတော်တော်လုံးချုံနေနေတတ်တယ်ဖြစ်လာပြောမစင်ကျုပ်တို့က လောကရဲ့ကျေးဇူးတွေကိုခံယူနေရတဲ့သူလို့ပြောပါတော့နော်။ဥပမာကျွတ်တော့၃ချက်ဆွဲကြတာတဲ့မှာဖြစ်စားတယ်လည်းပါတယ်တခြားတယ်လည်းပါတယ်။စားတဲ့ဘွင့်ကိုမချက်တာဘူးနော်။ပြောမစင်တော့ပင်လယ်ရေကိုချက်တယ်လို့ဆိုပြီးပင်လယ်ရေကိုစားကြောက်ဘယ်လိုလုပ်မလဲဆိုတော့ကိုမသိဘူးနော်။တခြားတဲ့ဘွင့်လည်းမချက်တော့ဘူး။မပြီးတခေါ်လည်းမလုပ်တော့ဘူးပြောပါတော့နော်။ပြောမစင်တော့စားတယ်တခြားတယ်မပြီးဘူး။ အကုန်အစုံမလုံးပေါ့ဗျာခင်ဗျားတို့ကအလုပ်တစ်ခုလုပ်တယ်ဆိုရင်ခင်ဗျားတို့မလုပ်တဲ့အဟင်းကြီးရဲ့ဒီပတ်သက်မှုတွေဟင်းကြီးရဲ့ဒီထောက်ပြတော့ဘယ်လိုဆိုင်ရမလဲဆိုတော့မသိဘူးဒီမှာတော့ကျုပ်ဒီမှာတစ်ပင်ကလေးတွေစိုက်တယ်မဲတစ်ပင်ဆိုတာပါမြေကြီးပေါက်ဖောက်ပြီးထည့်ထားလဲမြေကြီးကသူ့ဟာလူထမ်းထားတာပါဟာသူပြောလဲအနေထားရှိတယ်ပေါက်ဖောက်ပြီးထည့်ထားမှရှိဘူးဗျာသူငိုနေတာပါဒီလားဒီကတိဝါ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 သွားတာပဲပေါ့ဗျာတော့ကိုကလုံးဝမလုံးတတ်တာဘူးတော့ အဲ့တော့သူလိုတာလောက်တတ်တဲ့သူတွေကတတိကြီးတွေထောထောကျင်ကျင်ကြီးတွေတိရတိကိုအမှန်တန်ကိုတစ်ခါစားခြင်းဝယ်သုံးခြင်းဝယ်ပြီးသူတို့ဖြစ်အောင်လုပ်ကြတယ်သူတို့စားဖို့ရေလောက်တာမဟုတ်ဘူးဗျာကျုပ်တို့စားဖို့အတွက်လောက်တာလေဗျာကျုပ်တို့ကိုသူတို့ကအလုပ်ကြီးပြုနေတာဆိုတော့အဲလောကရဲ့သောချောက်ကိုတို့ရနေတာပါလားအဲ့လိုဆိုတော့စားတယ်လည်းစားတာပဲတကြားတယ်လည်းစားတာပဲကျုပ်တို့ကပြောဟုတ်တော့အဲ့လိုကိုမလောက်တတ်တဲ့မုန်းတွေလည်းစားတာပဲ အကူမလုတ်တတ်တဲ့အဝတ်အစင်းလေးလည်းဝတ်စင်းတာပဲကိုမလုတ်တတ်တဲ့အိန္ဒိယလေးလည်းနေတာပဲအဲဖနက်လေးလည်းစီးတာပဲ ठी လေးလည်းဆောင်းတာပဲပေါ့ဗျာကိုတော့တခုမလုတ်တော့နော်အဲ့ဒါဆိုလိုတာကလောကကြီးတစ်ခုလုံးရဲ့ပြုစုမှုကိုပဲကိုပြန်ခံယူပြီးတော့ပဲကိုဘွားမကြမ်းပါဘူးဆိုရင်ဖေးဆရာဆိုတဲ့သူတွေဖေးကူပေးကိုဘွားမတတ်ဘူးဆိုရင်ကျောင်းဆရာဆိုတဲ့သူတွေကတင်ပေးဟုတ်မလားအဲအဲ့ဒီလိုမျိုးနဲ့ကျွတ်တို့ကိုကြွေးလဲကြွေးပြီးလဲပြီးအခုတော့ကုနေနေဆိုတော့ ိုအတွက်ဖြင့်ကိုဘာပဲလုပ်ကြအောင်ကောင်းပြောမစင်လောကကလှုပ်ပေးနေတဲ့အတွက်အကုန်ဆုံးဘလုံးရှိတယ်ပေါ့ဗျာဒါလို့ဆိုတော့ကောပါလောလောကတယ်လောကလောကကိုယူမွေးတာဆိုတော့ကိုကလောကကိုပဲယူမွေးရမှာပေါ့ဗျာဟုတ်သူဖရာကကိုဖန်ဆင်းထားတာဆိုတော့ဖရာကိုပဲကွာနေပြီးတော့တောက်စုနေရမှာပါ သူချပေးတာအတိုင်းကိုရအောင်အတွက်များများချပေးလို့ရအတွက်သူ့ကိုဒုတိကျုံတော့ပြနေရတာပေါ့ဗျာ။အဲ့တော့သူလိုတာကတော့ဖြစ်နေ။အခုကျုံတော့ကျုံတော့အခုဗုဒ္ဓဘာသာရဲ့လောကအနေကတော့လောကကျုံတော့ပြုံးမင်းနေတာဖြစ်တယ်ဗျာ။လောကကိုကျုံတော့ပြပြီးပြုံးမှုကိုလိုပါတယ်။ဘယ်လိုပြောမှာပေါ့နော်။ကျုံတော့ဟိုကျုံတော့ပြုံးမှုကိုမကောင်းပါဘူး။ ုတုကိုကျုတုကျွေးမွေးတယ်ဆိုတာအန္တရာယ်လည်းများပါတယ်ဘေးလည်းများပါတယ်ပေါ့နော်အဲလောကကိုကျွေးမွေးရပါဘာဖြစ်လို့လဲလို့ဆိုရင်ကောကျေးဇူးတည်တတ်တယ်လောကကလည်းကျွေးမွေးထားတာဖြစ်လို့အဲအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ကိုကကြတော့သူကတော့ကိုကျွေးမွေးထားမှာတော့ကိုကသူ့ကိုပြကျွေးမွေးရပါပြုစုရပါပေါ့ဗျာအဲကြောင့်မို့လို့အာလောကအမြင်ရှိချဖို့ကောင်းတယ်လောကကိုသာတကယ်မြင်ရရင် လူတွေငြိမ်းချမ်းကြပါဆိုလိုတာကတော့လူတွေကလောကမမြင်တဲ့အခါကျတော့ခုနကလိုကကံယုံနေဆိုပြီးကိုယ့်အနေကိုလာခဲ့တာဆိုပြီးတော့ကိုယ့်အနေကိုရအောင်ပဲလုပ်ပြီးကိုယ့်အတွက်ပဲလုပ်နေကြတယ်ပေါ့ဗျာလောကအတွက်မလုပ်ခင်းနဲ့ကိုယ့်အတွက်ပဲလုပ်တဲ့အခါကျတော့ तू ကလည်းသူ့အတွက်လုပ်တယ်ကိုယ်ကလည်းကိုယ့်အတွက်လုပ်တယ်အဲ့ဒါချင်းအဲ့ဒါတိုက်ကြတဲ့အခါကျတော့တယောက်နဲ့တယောက်ညှိပြီးပြฏิပက္ခတွေဖြစ်ကြတယ် လောကကိုလှုပ်ကြွေးနေတာဆိုရင်တူကလည်းလောကကိုလှုပ်ကြွေးနေကိုကလည်းလောကကိုလှုပ်ကြွေးနေတာဆိုတော့ကိုကအယူအတွက်လှုပ်ကြွေးတာမှမဟုတ်ပဲအယူကတော့တူကနေလှုပ်ကြွေးနေတာခံရတယ်ကိုရတယ်တကူကသူ့ပဲလှုပ်ကြွေးရမှာဟုတ်တော့အဲ့တော့ဒါလေးဟာတော့ရှင်ပြောမယ်ဆိုရင်တကယ်ကိုပဲခင်ဗျားတို့လည်းပဲဆောင်းဖို့ကလေးလှုပ်ပြီးဆောင်းထားကြပါမှာလို့ငါဟာလောကရဲ့ ဒါလုံကျွေးတာကိုခံရတယ်အဲဒါလောကကိုငါကပြန်လုံကျွေးရမယ်ဆိုတာမျိုးကလေးပေါ့ဗျာအဲဒီလိုမျိုးအတိလေးနဲ့တိပြီးရတာနေထိုင်ကြပါလို့ဘလိုလေးပြောရမှာပေါ့နော်အဲဒီလိုဆိုရင်လောကအဲ့ဒီအမြင်ကိုလည်းပွားရမှာပေါ့နော်အထက်ထက်ကြည့်ရပါပေါ့တက်တက်ကြည့်ပန်ကြည့်ပါများလို့ရှိရင်ဒီအမြင်ဟာအပီးပြင်းအပေချာပေါက်လာပါ ညာနာပြောတော်တာတွေကိုဒါအနှစ်ချုပ်လိုက်လိုက်ရင်ပေါ့နော်ဒါရှင်ညာနာကကျွန်တော်တို့ဒီလုံနေကြအရာတွေဖြစ်တယ်ဒီဒါနာကုသိုလ်တီလာကုသိုလ်ပေါ့နော်အဲ့ဒီကုသိုလ်တွေကိုဒါလုံးဝမလုံးရတော့ဘူးလို့ပြောတာမျိုးတက်ပေါ့နော်တကယ်ကတော့ဒါအတွေးခေါ်ပိုင်းဆိုင်ရာပြောင်းပေးလိုက်တာမျိုးအဲဆိုလိုတာကဒါအရင်တုန်းကဆိုရင်ဒါနောက်ဘဝအတွက်အကိုကဒါကုသိုလ်ကံလုပ်တယ်နောက်ဘဝကောင်းမှုအတွက်ပေါ့နော်အဓိကတော့ကိုယ့်အတွက်ပဲဒါပေမဲ့အဲ့ဒါကိုဒါရှင်ညာနာအတွေးခေါ်ပြောင်းပေးလိုက်တယ်အဲ့တော့မင်းကုသိုလ်တွေဒါနာတွေဒီတီလာတွေအဲ့ဒီအရာတွေကတော့ ထပ်ပြီးတော့ဒါလုတ်ပေါ့နော်ဒါပေမဲ့အတွေးခေါ်ကပါလဲဆိုတော့ဒီလောကအတွက်လုတ်ပေးရတယ်ဆိုတော့အတွေးခေါ်မျိုးပေါ့